တန့်ရှင်သောစိတ်အစိုးမြင်စိတ်စန့်ကျင်စိတ်ဒေါသစိတ်လောဘစိတ်မောဟစိတ်များသည်မိမိစိတ်ကိုညင်ညူစေပါれတည်ငြိမ်အေးချမ်းစွာဖြင့်မိမိစိတ်ကိုညဉ့်ဉန်းစေမည်အကြောင်းတရားများကို ရှင်းထုတ်သင်ပါれကိုယ်အတွင်းစိတ်သည် ကိုယ်တိုင်တိဆောက်ပြုပြင်နိုင်မှရရှိပါလိမ့်မယ်။ လူဆိုသည်ကမိမိအတွင်းစိတ်ခံစားချက်များကိုနှီးမျိုးစုံနဲ့ထုတ်ပြတတ်တယ်။အချို့ကပါဇက်မထုတ်ဖော်ကအော်တတ်ကြတယ်။အချို့ကလည်းအမှုပညာဖြင့်ပေါ်ပြနိုင်အောင်ကြိုးစားကြတယ်။စိတ်ဆိုသည်မှာတည်ငြိမ်လေထိမ့်ချုပ်ရလွယ်လေဖြစ်ပါရဲ့။ထို့ကြောင့်စိတ်ကိုငြိမ်းချမ်းအောင်ထားပြီးမှသာဆုံးဖြတ်လှုပ်ဆောင်ရမည့်အရာများကိုလှုပ်ဆောင်သင့်ပါရဲ့။စိတ်ဆိုးဒေါသထွက် စိတ်ရောက်ရက်ခတ်နေချိန်တွင်ဆုံးဖြတ်ချက်များသည်မိမိစိတ်ထဲကဖြစ်နေသည့်အတိုင်းအစိုးဘက်ကိုဦးတည်သွားတတ်ပါ၏။ပူပန်တော့ကရောက်ချင်မှာစိတ်ဤအဆင့်တစ်ခုသာ ဖြစ်ပါ၏။လူတယောက်တွင်စိုးရိမ်တော့ကစိတ်တွေအမြဲဖြစ်မနေပါ။ငလျင်လှုပ်မလား၊ရေကြီးမလား၊မီးလောင်မလား၊စသည့်စိတ်မျိုးတွေအမြဲဖြစ်ပေါ်နေနိုင်သည်မဟုတ်ပါ။မိမိစိတ်ထဲထို့အကြောင်းအရာများကိုထည့်လိုက်မှသာတော့ကတွေပိုကြည့်ပြီး အိတ်မပြောစားမဝင်တွေဖြစ်ကုန်ရပါတော့တယ်။အစိုးမြင်စိတ်တောကစိတ်နဲ့စိတ်တက်ကြခြင်းတို့မှာစိတ်ကို အစိတ်သင့်ခြင်းတမျိုးလည်းဖြစ်ပါရဲ့။ပုံကံလိုစိတ်ကြောက်စိတ်မနာလိုစိတ်ပွဲဖြတ်လိုစိတ်အမုန်းစိတ်အညိုအတေစိတ်တို့သည် သူတပားကိုပျက်စီးစေခြင်းထက်ကိုကိုကိုပိုပြီးပျက်စီးစေပါရဲ့။အစိုးမြင်စိတ်သည်မေတ္တာတရားနှင့်ပျော်ရွှင်ငြိမ်းချမ်းမှုတို့ကိုလည်းဖြတ်စီးတတ်ပါရဲ့။ ကိုတင်းလင်စိတ်တင်းသည် ကိုညင်းလင်စိတ်ညင်းသည် ကိုပြင်းလင်စိတ်ပြင်းသည်စိတ်ထဲတွင် လောဘဒေါသမောဟတွေများလာလင်ခန္ဓာကိုယ်အတွင်းဝမ်းပိုက်အစာအိမ်ကိုအရေးများထုတ်လွှတ်ရန်အုံနောက်ကတတိပေးလိုက်ပါရဲ့ထိုအရေးတွေအထွက်များလာလင်အစာအိမ်ရောင်ရမ်းခြင်းတွေဖြစ်လာနိုင်ပါတယ်ဒေါသထွက်လာရင် မစားခြင်းမတောက်ခြင်းထိုအချိန်တွင် အစာအိမ်ထဲကဆန္ဒပြ လူကိုဒုက္ခရောက်ရန်သာရှိပါတော့တယ်။စိတ်နှင့်ရုပ်ခန္ဓာဆက်ဆက်နေပါတယ်။စိတ်ထဲတွင်ဒေါသ၊တောကတွေများလာလျှင်ဟော်မုန်းတွေပြောင်းလဲတတ်ပါတယ်။လူကိုဒုက္ခပေးစေတဲ့ဓာတ်များထွက်လာပြီးအစ်စ်အမြင့်များကြိုက်ခဲခြင်းကောင်းကြိုက်ခြင်းဘိုက်နာခြင်းတွေလည်းအလိုလိုဖြစ်လာတတ်ပါတယ်။ဒေါသကြီးသူများမှာအဝလွန်ခြင်းများလည်းဖြစ်တတ်ပါတယ်။သူတို့ဟာနည်းနည်းလေးစားသည်ဆိုစေဝနေခြင်းမှာဒေါသကြောင့် ကိုခန္ဓာအတွင်ထုတ်ပေးနေသည့်ဟော်မုန်းဓာတ်များဤပြုပြင်ပြောင်းလဲနေခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။စိုးရိမ်တောကရောက်ခြင်းသည်အိပ်ဆက်ခြင်းကိုလည်းထိခိုက်စေနိုင်ပါသည်။အိပ်ပြက်လာလျင်စီးကျိုအရေပြားတွန့်ခြင်း၊သပင်ဖြူခြင်း၊အသားအရေမွဲချောက်ခြင်းများဖြစ်လာနိုင်ပါသည်။ဆုံးဖြတ်ရခက်ခြင်း၊မလုတ်ခြင်းမကင်ခြင်းစိတ်များဖြစ်လာခြင်းတို့ကနောက်ဆက်တွဲပါလာနိုင်ပါသည်။လောဘဒေါသမောဟကြီးသူများသည်နှလုံးရောဂါ လေဖြတ်ဝေဒနာများကြောင့်ဘဝကိုစောစောနှင့်ဏီကုံချုပ်ကြရသည်ကများပါတယ်။တောကကင်းအောင်စိတ်ကိုငြိမ်းချမ်းအောင် နေထိုင်တတ်သူများသည်အသက်ရှည်သလို အနာရောဂါလည်းကင်းကြပါရယ်ထို့ကြောင့်ဆေးတောက်မြည်အစာစိတ်ကိုပြုပြင်ကာငြိမ်းချမ်းအောင်ကြိုးစားနေလိုက်ရင်ယောဂါကရောက်လာမည်မဟုတ်ပါရိုးရှင်းသောဘဝနေနည်းတွင် အောက်ပါအချက်လေးများကိုလည်းသတိထားသင့်ပါရယ်အရသာရှိပြီးကျန်းမာစေသောအစားအစာများကို ်တင့်တင့်မြတာအောင်စားပါလေးကျင်ကန်းများများလုပ်ပါကိုခန္ဓာအတွင်းသွေးလေပတ်မှုများစေခြင်းကပိုပြီးကျန်းမာစေနိုင်ပါလိမ့်မယ်စိတ်ကိုငြိမ်းချမ်းအောင် တရားထိုင်ပါကြည်နူးချမ်းသာမှုပေးနိုင်မည်နေရာပဝင်းခြင်းလူများနှင့်သာနေထိုင်နိုင်အောင်ကြိုးစားပါမြတာအောင်စားကျန်းမာအောင်စားရှောင်တင့်နာကိုရှောင်ဆောင်တင့်နာကိုဆောင် မလုတ်တင့်နာကိုမလုတ်မစားတင့်နာကိုမစားမိမိကိုမိမိ ပိုးမွေးသလိုမွေးထားနိုင်အောင်ကြိုးစားပါအေးရေးဝအောင် အိပ်ပါအေးရေးမဝလည်းနောက်ဆက်တွဲဖြစ်လာမှာတွေက မကောင်းနိုင်ပါနေ့စဉ်အိတ်ချိန်နိုးချိန်စားချိန်ကစားချိန်နားချိန်အလုတ်ချိန်တို့ကိုတတ်တတ်မမတ်ထားပါ ထိုတတ်မှတ်ချိန်များအတိုင်းအတိအကျလိုက်နာပါ အစာစားခြင်းကို အလေးထားကလှူဆောင်ပါဖြစ်သလိုဖြစ်သည့်နေရာတွင်မစားလိုက်ပါနဲ့ မိမိကိုယ်ကိုတိဆောက်ရရယ်အရေးကြီးဆုံးအလုပ်တစ်ခုကိုလုပ်နေသည်ဟုသတ်မှတ်ခါစနစ်တကျကြကြနနစားတော့နိုင်ရင်ကယူဆိုင်ပါမတန့်ရှင်သောစူညံသော အနံ့အသက်မကောင်းသော စားတော့ဆိုင်များကိုရှောင်ပါရေခဲတက်တာတွေကအစားအစာများအေးခဲထားသောအစားအသောက်များအသင့်စားအစာများကိုရှောင်ပါအစီနှင့် တကြားရှောင်ပါရိုးရိုးရှင်းရှင်းလေးစားနိုင်အောင်ကြိုးစားပါ အသားနည်းနည်းငါးနည်းနည်း ဟင်းသီးဟင်းရွက်များများအသေးအနှံစီကောင်းစီတန်းတို့ကိုသာစားတော့နိုင်အောင်ကြိုးစားပါမိသားစုနှင့်ဖြစ်စေတဦးတည်းဖြစ်စေ စားတော့ရာတွင်စိတ်ချမ်းသာသည့်အတွေ့အပြောများဖြင့်သာစားတော့နိုင်ရန်ကြိုးစားပါ အရက်မတော့ပါနှင့်လူအလုတ်စွမ်းအားအတွေ့စွမ်းအားများကို ရောကြစေပါလိမ့်မယ်အိတ်ခါနီးတွင် အိတ်ဆက်ချင်းကို အနှောက်အယှက်ပြုစေမည့်လက်ဖက်ရည်ချောကလက်လက်ဖက် စသည်တို့ကိုများများစားတော့ခြင်းမပြုလုပ်ပါနဲ့အစာစားသည့်အခါတွင် အလွန်အမင်းပြည့်အင်အောင်စားခြင်းလျှော့စားမည်ဆိုကနဲလွန်အောင်စားခြင်းမျိုးကိုလည်းမပြုသင်ပါမိမိအတိုင်းတာနှင့်ချင့်ချိန်စားရန်သာဖြစ်ပါတယ်နနက်စာကိုအကောင်ဆုံးစားနေ့လယ်စာကိုချင့်ချိန်စားညစာကိုနဲနိုင်သမျှနဲအောင်စားရန်ကြိုးစားသင်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်နိုင်အောင်ကြိုးစားသင်တယ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်စိတ်ဖိစီးမှုများကိုလျော့နေစေနိုင်ပါလိမ့်မယ်။ကိုယ်လက်လှူရှားခြင်းဟာဘဝအတွက်ဆေးမလိုသော နေနည်းတစ်နည်းဖြစ်ပါရဲ့။အနည်းဆုံးတစ်နေ့တစ်နာရီခန့်လမ်းလျှောက်နိုင်အောင်ကြိုးစားသင့်ပါရဲ့။လမ်းလျှောက်သည့်အခါတွင်လည်းမိမိစိတ်ကို အပန်းဖြေအနားယူရန် အကောင်းဆုံးဖြစ်နိုင်မည့်နေရာများကိုရွေးချယ်သင့်ပါရဲ့။လေကောင်းလေတန့်ရနိုင်သည့်နေရာတွင် စိတ်ကိုအပန်းဖြေပြီး10မိနစ်ခန့်လေ့ကျင့်ခန်းလုပ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ရည်စရာရှိရင်ရည်လိုက်တန်းစရာရှိရင်ဝါကနေတန်းလိုက်ထိန်ချုပ်အောင့်အီးမှုများမလုံတဲ့မှာပေါ်ပါလွတ်လပ်စွာနေနိုင်အောင်ကြိုးစားပါစိတ်ဖိစီးခြင်းတောကရောက်ခြင်းတို့သည်ကိုယ်တိုင်ကမွေးမြူခွင့်ပြုထားခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်တောကများကိုယ်စိတ်ထဲမဝင်လာစေရန် ကိုယ်တိုင်ကတတိုင်းကပြီးနေထိုင်နိုင်ပါတယ် ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ